မင်္ဂလာပါကျွန်တော်တို့ရဲ့ Echo Sort Revolution မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြမယ့်အကြောင်းအရာကတော့ရန်ကုန် Federal Unit ရဲ့ဂျားကာလာအစီအမံမူကြမ်းထဲမှာပေါ့လေချမှတ်ထားတဲ့ပြည်တော်စုနဲ့ unit အကြအာနာခွဲဝေခြင်းတို့ပုံစံမဲ့ဖြစ်ပါတယ် ဲ့ဒါကလေဒီမူချမ်းဟာလက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းအလဲအတွက်ရေးပါတဲ့အဆိုပြချက်တစ်ခုဖြစ်နေတော့သူ့မှာပါတဲ့အာဏာခွဲဝေမှုပုံစံကလက်တွေမှာဘလော့ဟန်ချက်ညီမာလေอืมအလို့ဖြစ်နိုင်မှာမလားဆိုတာကိုကျမတို့အလေးထားစမ်းစစ်ကြည့်ကြမှာဒီဆွေးနွေးမှုဟာဟိုရန်ကုန်ဖက်ဒရယ်ယူနစ်ကြားကလာအစီအမံမူချမ်းကိုအဓိကအခြေပြုထားတာဖြစ်ပါတယ်အဓိကမီးဟုံးကတော့ရှင်းပါရဲ့ရှင်ဒီမူချမ်းမှာဖော်ပြထားတဲ့ ပြည်ထောင်စုနဲ့ယူနစ်အကြအာဏာခွဲဝေမှုပုံစံဟာယူနစ်ချေကိုပိုင်ဖိထမ်းဆုံးဖြတ်ခွင့်လိုအပ်ချက်ရဲ့နောက်ပြည်ထောင်စုတစ်ခုလုံးရဲ့စီလုံးညီညွတ်မှုနဲ့တည်ငြိမ်မှုလိုအပ်ချက်ရဲ့အဲ့ဒီနှစ်ခုကိုလက်တွေ့ကျကျဟန်းချက်ညီအောင်လုပ်ဆောင်နိုင်စွမ်းရှိပါသလားဆိုတာပါပဲ။ကျွန်မဘက်ကတော့ဒီအာဏာခွဲဝေမှုပုံစံဟာယူနစ်ချေကိုပိုင်အုပ်ချုပ်ခွင့်ကိုအာဏာခံပေးနိုင်တယ်။ဒီချိန်ထဲမှာပဲပြည်ထောင်စုအစင်းရဲ့အခန်းကဏ္ဍကိုလည်းအတိအမှတ်ပြုထားတဲ့ဟန်ချက်ညီတဲ့ချင်းကမှုတစ်ခုဖြစ်တယ်လို့ရှုမြင်တဲ့ဘက်ကနေတင်ပြပါမယ်။အာ လက်တွေ့အကောင်အထည်ဖော်တဲ့အခါ unit ရဲ့ကိုပိုင်ပြထန်းခွင့်ကို ထိခိုက်လာနိုင်မလားနောက်ပြီးတော့ငင်းကွားမှုတွေဖြစ်ပေါ်လာနိုင်တဲ့အလားအလာတွေလည်းရှိနေတယ်လို့ယူဆတယ်ရှုထောင်ကနေပေါ့လေသဘောတရားပိုင်းရောလက်တွေ့ကျင့်သုံးမှုပိုင်းမှာပါစိန်ခေါ်မှုတွေရှိနိုင်တယ်ဆိုတာကို အဓိကထားဆွေးနွေးသွားခြင်းတောင်းပါပြီအဲဒီတော့ကျမရဲ့နေဝရင်ဆုံးအကျယ်တဝင်းရှင်းပြခွင့်ပြုပါရှင်ဒီမူချရဲ့အခန်းခွင့်မှာအာနာခွဲဝေမှုပုံစံကိုအသေးစိတ်ဖော်ပြထားတာတွေ့ရတယ်လေအဲ့မှာအဓိကအာနာမျိုးစာ၄မျိုးခွဲခြားထားတယ်ပြီးတော့ဆိုတည်တဲ့အာနာပုံမှန်တရားနဲ့ပြီးတော့ပြီးတော့စုနဲ့ဖက်ဒရယ်ယူနစ်တို့အကြားထပ်တူပုံမှန်တရား၃ ိုးတက်ပုံမှ104နဲ့နောက်ဆုံးကြန့်ရှိအာနာပုံမှ105ဆိုပြီးတော့ပါ defensive ပုံဟာဟိုနိုင်ငံတကာ federal စနစ်တွေမှာတွေ့ရတဲ့ပုံစံတွေနဲ့အခြေခံအဖြစ်တော့ဆင်ကျူလေဒါပေမဲ့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီအောင်ကြိုးစားထားပုံတော့ရပါတယ်ကျမဘာကြောင့်ဟန်ချက်ညီတယ်လို့မြင်လဲဆိုတော့လေပထမဆုံးအနေနဲ့ပုံ104မှာရန်ကုန် federal unit ကိုအတော်လေးချေပြန့်တဲ့ကိုပါအုပ်ချုပ်ခွင့်အာဏာတွေပေးထားလို့ပါပဲ ဥမာပြရင်ယူနီရဲ့လုံခြုံရေးတက်ဖရိုက်တွေဖွဲ့စည်းတာစီမံခန့်ခွဲတာပုံမှန်တရားလေးကပေါ့ပြီးတော့အခြေခံမြညာရေးနဲ့ကျမရဲ့စနစ်တွေကိုစီမံအုပ်ချုပ်တာပုံမှန်တရားလေးကငါကိုပိုင်တိုင်းရင်းထားပါတာစကားနဲ့ယဉ်ကျေးမှုတွေကိုညှင့်တင်ထိန်သိမ်းတာယူနစ်အတွင်းကွန်တွေမှုစီမံခန့်ခွဲတာကိစ္စရက်တွေပေါ့လေအဲအဲ့ဒါတွေကယူနီရဲ့နေ့စဉ်ဘဝနဲ့တိုက်ရိုက်သက်ဆိုင်နေပြီးတော့ကိုပိုင်ဆုံးဖြတ်ခွင့်ရဲ့အနှစ်သာရကိုပေါ်ဆောင်ပေးပါတယ်ဆိုတော့ဒါရီယာ unit အနေနဲ့ကိုယ့်ကျမကိုဖန်တီးနိုင်ဖို့အခြေခံအုတ်မြစ်တွေပါပဲ။ ဒါအပြင်အရေးကြီးဆုံးလို့ကျွန်မယူဆတဲ့အချက်ကပုံမှန်ဗျာငါအဲ့ဒီမှာဒီကြားတတ်မှတ်မထားတဲ့ကြံရှိနေတဲ့ဥပဒေပြုခွင့်အနားအလုံး residual powers ကို unit ကရရှိပိုင်ခွင့်ရှိတယ်လို့ဆိုထားတယ်။အဲ့ဒါကတော်တော်များများ ferrous နဲ့ဒီမှာဘ ਹੁ အစိုးရကယူလို့ရှိတဲ့အနားမျိုးပါဒီလို unit ကိုပေးအပ်ခြင်းအပြင်အနားကမှပေါပေါလာနိုင်တဲ့ကိစ္စအသစ်ဒီမှာ unit ကဥဆောင်ခွင့်ရမှာဖြစ်ပြီးဒါဟာကိုပိုင်ကြက်ထန်ခွင့်ကိုတိတိတတ်တာအဖြစ်ပေးရရောက်ပါတယ်။ဒီချိန်ထဲမှာပဲပုံမှန်ဆယ်ရက်လေးမှာ ပြည်ထောင်စုသို့တည်တံ့သတ်မှတ်ထားတဲ့ကာကွယ်ရေးနိုင်ငံသားဆက်ဆံရေးငွေကြေးမူဝါဒနိုင်ငံသားဖြစ်မှုကိစ္စရဲ့တရားနိုင်ငံနိုင်ငံငုံရဲ့အချို့အချာအာဏာနဲ့တည်ငင်ရေးအကျော်မရှိမထစ်လိုအပ်တဲ့ဘ ਹੁ အဆင့်ကသာကင်တွယ်တဲ့ကိစ္စတွေဖြစ်ပါတယ်အထူးသဖြင့်ဟိုကြားကာလလို့အပြောင်းလဲလာလာမှာဒီလိုအထူးကြရတဲ့ကန္တာတွေကိုဘ ਹੁ ကတာဝန်ယူထားတာဟာမင်္ဂန်နဲ့ချင်းကပ်မှုလို့မြင်ပါတယ်နောက်ပြီးပုံမှန်တရားသုံးကထတ်တူအာနာတွေလေဥပမာ နေဆန်းလုံယူရေးတဘာဝဘင်းအန်တဲ့စီမံခန့်ခွဲမှုစွိုင်းအင်တဘာဝဘဝန်ကျင်ထိမ့်သိမ်းရလို့ကိစ္စတွေကတော့ပြည်တော်စုနဲ့ယူနစ်အရာပို့ပေါင်းဆောင်ရွက်မှုလိုအပ်တဲ့နေပေတွေပုံဒါကိုတီချားမခွက်ထုတ်ပဲထတ်တူအာဏာထည့်ထားရှိခြင်းကညီနိုင်ထည့်ရှင်းမှုယဉ်ကျေးမှုကိုအားပေးတယ်လို့မြင်ပါတယ်အဲ့လိုခြုံပြောရရင်ဒီအာဏာခွဲဝေမှုပုံစံဟာမူကြားရဲ့အခန်းအစ်မှာပေါ်ပြထားတဲ့အခြေခံမှုတွေထစ်တဲ့တန်းတူရေးကိုပိုင်ပြထန်းခွင့်နဲ့အာဏာခွဲဝေခြင်းတုံးရည် ပုံမှန်သုံးခွင့်စတာတွေကိုလက်တွေ့ပေါ်ဆောင်ဖို့ကြိုးပမ်းထားတဲ့ဟန့်ချင်ကြီးတဲ့အစီအစဉ်တစ်ခုလို့ကျွန်မယုံကြည်ကြောင်းတင်ပြခြင်းပါတယ်ရှင်ဟုတ်ကဲ့တင်ပြသွားတဲ့ချက်တည်းကစိတ်ဝင်စားစရာပါပဲအထူးသဖြင့် unit ကိုအာနာတော်တော်များများပေးထားတဲ့ဆိုတဲ့အချက်ကိုကျွန်တော်လည်းတတိထူမိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပုံစံရဲ့ဟိုလက်တွေ့အကောင့်တွေပေါ်နိုင်မှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိနေပါတယ်ပထမဆုံးအနေနဲ့ပုံမှန်သေးတော့တော့ဖော်ပြထားတဲ့ထက်ချူအာနာ concurrent powers ကိစ္စကိုကြည့်အောင်ပါ သဘောတရားရဲ့ပူးပေါင်းဆောင်ရည်ကြီးကိုအားပေးတယ်လို့ဆိုနိုင်ပေမဲ့လက်တွေ့မှာပယ်ဆင်းရင်ဆုံးဖြတ်ချက်ကအတီဖြစ်မလဲဘယ်သူကဥဆောင်မလဲဆိုတဲ့အဲ့လိုမရှင်းလင်းမှုတွေကအငင်းပွားမှုတွေကိုမွေးပွားပေးနိုင်ပါလေဥပမာတဘာဝပေးအပ်တဲ့စီမံခန့်ခွဲမှုပုံမှန်တရား၃ညမှာအရေးပေါ်ချင်းဤတစ်ခုဖြစ်လာပြီဆိုပါတော့အဲ့ဒီခါမှာပြည်တော်စုရဲ့ညွန်ကြားခြင်းနဲ့ယူရီရဲ့ဒေသဆိုင်ရာလောချဲကလောက်ဆောင်မှုတွေကြားမှာဘယ်လိုညှိနှိုင်းမလဲအချိန်မီတုံ့ပြန်နိုင်မလားပိုပြီးထိလွယ်ရွယ်တဲ့ကိစ္စကတော့ ဟိုမြေရနဲ့တန်စားတာစီမံခန့်ခွဲကိုပုံမှန်တရာ3ရတထပါပဲဒီကန်နယ်တွေကအကျိုးစီးပွားဆံရပဋိပက္ခတွေအများဆုံးဖြစ်နိုင်တဲ့ nebel တွေလေဘသူဥပဒေကအပေါ်စည်းရမလဲပေရာမောင်းချီဆိုတာရှင်းရှင်းလင်းမတတ်မထိုင်ဒီထတ်တူအာနာပူပေါင်းဆောင်ရွက်ရဲ့အစားအားပြိုင်မှုတွေစီဥဒီသွားနိုင်ပါတယ်ဒုတိယအချက်ကတော့ပုံမှန်တရာညံ့ရဖြီတောင်စုကို ပေးထားတဲ့တီးတန်အာနာချိုးရဲ့အတိုင်းတာပေါ့အဲ့ဒါကယူနိုက်တက်လုတ်ပိုင်ခွင့်ကို လောအပ်တာထက်ပိုပြီးကန့်သက်လာနိုင်ခြေရှိနေလားလို့ပါဥပမာအနေနဲ့ဖြီတော်စုကကျမ်းမာရေးနဲ့ပညာရေးစံချိန်စံညွတ်များတတ်မှတ်ပိုင်ခွင့်ပိုမတရားညညာအကျွေးရှိတယ်လို့ဆိုထားတယ်ဟုတ်ပြီဒီစံချိန်စံညွတ်ဆိုတာဘလုံးတိအသိစိတ်ဖက်မလဲဒါကပိုမတရားလေးရာ unit ကိုပေးထားတဲ့အခြေခံပညာရေးနဲ့ကျမ်းမာရေးလက်တွေ့စီမံခန့်ခွဲခွင့်ကိုဘလို့ထိခိုက်စေနိုင်မလဲဖြီတော်စုကတတ်မှတ်တဲ့စံနှုန်းက unit set data လောအပ်ချက်ရင်ယုံမှုနဲ့ကိုက်ညီမှုမရှိခင်ဘလို့လုပ်မလဲ အလားတူပဲအပီဆိုင်ရာလေးစိတ်ဒီရေချောင်းတွာလာလာခဲ့လိုင်းချောင်းတွေပုံမှတ်တရလဲနာအကိုပြည်တော်စုကထိန်းချုပ်ထားချက်အားယူနစ်ရဲ့စီဝါရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုတွေ့ဝိုက်တဲ့နည်းနဲ့ချုပ်ကန်ရမရောက်နိုင်ဘူးလားဒုတိယချက်ကတော့ဒီလိုအာနာအမျိုးအစား၄မျိုးပြည်တော်စုတီတန့်ယူနစ်တီတတ်ထတ်တူချန်ရှိခွဲထားတဲ့စနစ်ရရှုပ်ထွေမှုပါအထူးသဖြင့်ကြားကာလလို့အကူအပြောင်းကာလမှာလေအစိုးရရန်ရဲရဲပြလဲတိဆောက်နေရချိန်မှာဒီလောက်ရှုပ်ထွေအာနာခွေဝင်မှုပါ ဆုံးဖြတ်ချက်ချမှတ်မှုတွေကိုနောက်နီးချမ်းကြရှင်နိုင်ပါတယ်။အငင်းပေါမှုဖြစ်လာတိုင်းဟိုပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအခန့်လေးပေါ်မှာချုပ်စစ်ကအရာကိုတင်ပြရမယ်ဆိုရင်အုပ်ချုပ်ရေးဆိုင်ရာလူမန်လီရက်တန့်တော်နိုင်မှာပေါ့။နောက်ဆုံးချက်ကတော့အခန့်ရှိပုံမှာတရားစုဖို့မှာပါတယ်။ unit လုံခြုံရေးတပ်ဖွဲ့တွေကို unit ပြင်မာမှာဖြစ်စေပြည်တော်စုလုံခြုံရေးအထက်ဖြစ်စေအမျိုးသားညီညွတ်အစိုးရ National Unity Government NUG ရဲ့သဘောတူညီချက်လိုအပ်တယ်ဆိုတဲ့အချက်ပေါ့ ဒီ NUG ဆိုတာကြာကလာပြည်တော်စုအဆက်အစိုးရကိုညီညွတ်တာပေါ့အဲ့ဒီပေါ့ထန်းချုပ်ခွင့်နဲ့စီမံခန့်ခွဲခွင့်ကိုလက်တွေ့မှာဘလော့အထိအကျိုးတက်အောင်ရှိစေမလဲဆိုတာမေးခွန်းထုတ်ဆရာပါဒါဟာယူနစ်ရဲ့လုံခြုံရေးစတင်ရာကိုပိုင်ဆုံးဖြတ်ခွင့်ကိုအားနည်းစေနိုင်တယ်လားဆိုတာစဉ်းစားဖို့လိုအပ်တယ်လို့မြင်ပါတယ်ဟုတ်ကဲ့အခုချုပ်ပြသွားတဲ့အချက်တွေထဲကထပ်တူအာနာကွန်ကာရင်ပါဝါစင်ပတ်သက်တဲ့စူရီမူဒီကိုအရင်တုံ့ပြန်ချင်ပါရဲ့ရှင် ဟုတ်ပါတယ်အငင်းပွားမှုဖြစ်နိုင်ခြေကိုလုံးဝပဲဖြစ်လို့တော့မရပါဘူးဒါပေမဲ့လေဖက်ထရိုစနစ်ဆိုတာရဲ့အနိတာရကကမတူကွဲပြားတဲ့အစိုးရအဆင့်တွေကြားမှာအာနာကိုခွဲဝေကျင့်သုံးရင်းခင်နိုင်ပူပေါင်းဆောင်ရွက်ဖို့ပဲမဟုတ်လားပုံမှန်တရသုံးခုကျွန်မအမြင်လာကတော့ပဋိပက္ခဖြစ်အောင်ရည်ထားတာထက်နှစ်ဖက်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာပုံတဘိုးတူညီချက်ရှာဖွေဖို့အတူတူကအလုပ်လုပ်ဖို့လိုအပ်တဲ့နည်းပယ်တွေကိုသတ်မှတ်ပေးထားတာပါဒီမူကြောင့်ဟာပရမဆုံးမူကြမ်းဖြစ်တဲ့အတဲ့ အငင်းပေါမှုဖြစ်ရှိရတဲ့နေရာတွေကိုပုံမှန်တိကျအောင်အသေးစိတ်လှုပ်ထုံလို့နေတဲ့မျိုးတွေတွေနဲ့ဖြစ်ဆက်ရေးဆွဲတော့ဖို့လိုအပ်မှာတော့မှန်ပါတယ်။ဥပမာတင်စားရစီမံခန့်ခွဲမှုမှာဘလို့အကျုံရခွဲဝင်မလဲဘလို့သဘောပတ်ဝန်းကျင်စံနှုန်းတွေတက်မှတ်မလဲဆိုတာဒီကိုရှင်းရှင်းလင်းလင်းပြထားနိုင်ရင်အငင်းပေါမှုတွေအများကြီးရောပါသွားနိုင်ပါတယ်။တဟာစင်ခေါ်မှုတခုဖြစ်ပေမဲ့မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ပူပုံဆောင်ရွက်မှုရင်ကျေးမှုကိုတိစောက်နိုင်ရင်ဒီထက်တူအာနာတွေကအင်အားတခုဖြစ်လာနိုင်ပါလိမ့်ရှင်။ဟုတ်ကဲ့။ တင်ပြောသလိုအသေးစိတ်လှုပ်ထုံလုံးဤဒီကထောက်ကူပြုနိုင်မယ်ဆိုတာကိုလက်ခံပါတယ်။ဒါပေမဲ့ကျွန်တော်စိုးရိမ်တာကအဲဒီလှုပ်ထုံလုံးဤဒီမှာထွက်လာခင်ကြားကလာမှာဒါမှမဟုတ်အဲဒီလှုပ်ထုံလုံးဤရေးဆွဲတဲ့အခါမှာကိုပဲအားပြိုင်မှုတွေပြင်းထန်လာနိုင်တာပါ။အထူးသဖြင့်ဟိုမြေယာနဲ့တည်ရန်စားတဲ့ပူမများစွာတည်ရန်တရားတုံးများထထလို့အင်မတန်အထီးခိုက်မခံတဲ့ကိစ္စတွေပါဘို့။ပူပေါင်းဆောင်ရွက်ရေးဆိုတဲ့စကလုံးလာလာလေးတွေက အကျိုးစီးပွားလေထိတ်တိုက်တိုးလာချိန်မှာလက်တွေ့သိပ်အရာမရောက်နိုင်တာမျိုးဖြစ်တတ်တယ်ကြီးအပေါ်စီးမှုဖာရမောင်စီကိုရှင်းရှင်းလင်းလင်းမတတ်မှတ်ထားဘူးဆိုရင်ဘသူဆုံးဖြတ်ချက်ကအနိုင်ရမလဲဆိုတာမတိကျမရမှုတွေကရင်းနှီးမြှုပ်မြှုပ်မှုတွေကိုရုပ်ချိုးရည်တည်ငြိမ်မှုကိုပါထိတ်ခိုက်စေနိုင်ပါတယ်ဥပမာ unit ကတတူတူဖော်ရေးစီမံကိန်းတစ်ခုကိုခွင့်ပြုတယ်ဒါပေမဲ့ပြည်တော်စုကတဘာဝပိုးဝင်ကျင်ထိန်းသိမ်းရေးဆိုင်ရာစံနှုန်းတွေနဲ့မကိုက်ညီဘူးဆိုပြီးကန့်ကွက်တယ်ဆိုပါစို့ဘသူအနာကအတည်ပြုမှလည်း ဒီလိုအခြေအနေမျိုးအကွက် ရှင်းလင်းတဲ့ဖြည့်ရှင်းမှုရင်တည်ရမပါတာကဒီမူချမ်းရဲ့လက်တွေ့ကျမှုကိုမေးခွန်းထုတ်စရာဖြစ်စေပါတယ်။ဒီလိုအခြေအနေမျိုးအကွက်ရှင်းလင်းတဲ့ဖြည့်ရှင်းမှုရင်တည်ရမပါတာကဒီမူချမ်းရဲ့လက်တွေ့ကျမှုကိုမေးခွန်းထုတ်စရာဖြစ်စေပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ပြည်သူစုရဲ့တည်တံ့အာဏာတွေကယူနစ်ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုကတ်တတ်နိုင်တဲ့ဆိုတဲ့အချက်ပါကိုဆက်ဆွေးနွေးကြရအောင်ပါ။ပူမတရားနေဆိုင်မှာပါတဲ့ဂျမိုင်းရဲ့ပညာရေးစံချင်းဆက်ညွန်းဒီတမခွေပူမတရားနေညအတအချီခံ ကိုကျမမြင်တာကတော့လေဒါဟာတနင်္ဂနွေအိုင်းတာမှာအ ਨੇ စုံအရေးသွေးအစဉ်တစ်ခုကိုထိန်းသိမ်းမှုပါဖက်ဒရယ်နိုင်ငံဒီမှာဒီလိုအခြေခံစံနှုန်းတွေကိုဘဟုကသတ်မှတ်ပေးလေးရှိပါတယ် ဒါမှနိုင်ငံသားအလုံးပဲယူနစ်မှာပဲနေထိုင်သည်ဖြစ်စေအခြေခံအခွင့်အရေးတွေကိုတန်းတူညီမျှစွာခန်းဆားခွင့်ရမှာပါဒါဟာယူနစ်အလဲတွေစီမံခန့်ခွဲပိုင်ခွင့်ပုံမှန်တရားမလဲဆိုနေခါမှဇာတ်ကိုပိတ်ပင်ထားစေတာမဟုတ်ပြဲအရေးသိပြီမိတဲ့ဝန်ဆောင်မှုတွေပြင်နိုင်ဖို့အတွက်ပေါင်းတခုသတ်မှတ်ပေးတာလမ်းညွှန်မှုပြလာတာဖြစ်ပါတယ်ယူနစ်တွေအနေနဲ့ဒီစံနှုန်းတွေထပ်ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပြင်ချိန်ပေးနိုင်မှာပဲလေအခြေခံအဆောက်အအုံအပီပီဆိုင်ရာ၄စစ်တီး ရေချောင်းစိတ်ကန်းဒီလိုနိုင်ငံတကာနဲ့ချိဆက်ရမယ့်လာတွေကိုဗဟုအရှင်ကညနိုင်ကင်တွေတာကနိုင်ငံရဲ့စီးပွားရေးတည်ယူဖို့ဆောင်ရွက်ကွင်းရက်တစ်ခုလုံးအတွက်ပုံပြီးထိရမှုရှိစေပါလေ။ဒါကယူနိတက်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအဟန္တာဖြစ်စေတာထက်ပုံမှုကျေပြန်းတဲ့နိုင်ငံတကာစနစ်ထက်ကိုဝင်ရောက်နိုင်မှုတကာဖွင့်ပေးတာလို့ရှုမြင်သင့်ပါလေရှင်။အဲဒီစံချင်းစံညုံးကိစ္စကိုပဲကျွန်တော်နင်းနဲ့ထပ်ပြီးစိုးရကတက်ချင်ပါလေ။ စံချင်းစံညုံးဆိုတဲ့စကားလုံးကအတော်လေးကျေပြန်ပြီးအသေးပင်မျိုးမျိုးဖွင့်ဆိုနိုင်တယ်လေဘဟုဆိုရကစံချင်းစံညုံးဆိုတဲ့ခေါင်းစဉ်အောက်မှာဘလောက်အထိအသေးစိတ်ကြတဲ့စီမင်းနဲ့ချမှတ်လာမလဲဆိုတာမသိနိုင်ပါဘူးဥပမာပညာရေးမှာဖြီတုံစုကတင်းဦးညွန့်တန်းတဲ့အဓိကချက်လက်တွေကိုစံနာဖြစ်သတ်မှတ်လိုက်ရင်ပုံမဆရာလေးစရာယူနစ်ကိုပေးထားတဲ့ကိုပိုင်တင်းဦးညွန့်တန်းရေးဆွဲခွင့်ဆိုတာဘလောက်ကျန်တော့မလဲဒါဟာယူနစ်ရဲ့ပညာရေးဆိုင်ရာကိုပိုင်လက္ခဏာနဲ့လိုအပ်ချက်တွေကို ထင်ထားခွင့်မရအောင်တားဆီးတယ်လို့ဖြစ်သွားနိုင်ပါတယ်။ဆိုတော့စံနှုန်းတက်မှတ်မှုဟာလမ်းညွှန်မှုတက်တဲ့မဟုတ်ပဲလက်တွေ့အကောင့်ထဲပုံမှုကိုအပေါ်စီးကနေချုပ်ကင်တဲ့ယန္တရားတစ်ခုဖြစ်လာနိုင်ခြေကိုကျွန်တော်စိုးရင်တာပါ။အခြေခံဆောင်ကိစ္စမှလည်းဟုတ်ပါတယ်။နိုင်ငံတကာဆက်သွယ်မှုပြီးဘဟုကညိနိုင်ဖို့လိုအပ်တာမှမင်းမဲ့အဲ့ဒီအဓိကကြလေလေစိတ်ပြီးစိတ်ကန်းနေရဲ့စီမံခန့်ခွဲမှုမှာ unit ရဲ့အတိုင်းဘလောက်ပါဝင်ခွင့်ရမယ်။အဲ့ဒီရရတဲ့အကျိုးအမြတ်တွေကို ဘလို့ခွဲဝယ်သုံးဆွဲမလဲဒီလိုအချက်တွေရှင်းလင်းမှုမရှိရင်ဘ ਹੁ ကထိန်းချုပ်ထားတဲ့အခြေခံအဆောက်အအုံတွေဟာယူနိကျေကိုပိုင်စီးပွားရေးဖွံ့ဖြိုးမှုအတွက်အာရုံဖြစ်စေမဲ့အစားအဟန့်တာတစ်ခုဖြစ်လာနိုင်ပါတယ်ယူနိကျေစီးပွားရေးအလားအလာကိုဘ ਹੁ ရဲ့ဆုံးဖြတ်ချက်တွေကအလွဲတကူလွတ်မှုသွားနိုင်တာမျိုးပေါ့ဒီအချက်ကျင်းတဲ့ဆက်ဆက်ပြီးကျန်းရှိအာနာရေချွတ်ပါဝါစကိတ်ဆာကိုပြန်တွားခြင်းပါတယ်ရှင်ပုံမှန်တရားငါအရာအဒီအာနာတွေကိုယူနိကရရှိပိုင်ခွင့်ချိတယ်ဆိုတာဟာ အင်မတန်ရည်ကြည်တဲ့အချက်ပါခုနတင်ဆိုရင်တို့ပြည်တော်ချုကအာဏာတွေလွန်လွန်ကျွမ်းကျွမ်းတုံးလားနိုင်ခြင်းကိုဒါကတစ်ဖက်ကပြန်ထိမ့်ညီပေးထားတာပါဘာလို့လဲဆိုတော့အနာဂတ်မှာအစ်စ်ပေါ်ပေါ်လာမယ့်အခုစီးနှင်းမှာထည့်တွင်းမှာဖော်ပြထားတဲ့ဘလို့ကိစ္စရဲ့မျိုးမမဆိုဥပဒေဖြုတ်ခွင့်အာဏာကယူနစ်စီမှာအလိုအလျောက်ရောက်ရှိနေမှာဖြစ်လို့ပါဥပမာဟိုနိပညာအတ္တတွေပေါ်လာလို့စီမင်းစည်းကမ်းတွေထုတ်ပို့လွှာလာတာမျိုးလူမှုရေးပြဿနာအတ္တတွေပေါ်ပေါက်လာတာမျိုးမှာယူနစ်ကကိုယ်တိုင်ဥရှောက်မှုယူပြီးဖြေရှင်းခွင့်ရှိနေမှာပါ ဒါဟာဖက်ဒရယ်စနစ်ရဲ့အထက်ရွေချက်ဖြစ်တဲ့ဗိုလ်ချုပ်ကိုင်မှုလျှော့ချရင်းနဲ့အောက်ခြေရှင်းဆိုရတွေကိုအကောင့်စင်ရင်ဆိုတဲ့သဘောတရားကိုထင်အပ်စေပါတယ်။တချို့ဖက်ဒရယ်နိုင်ငံတွေမှာဒီကျန့်ရှိအာဏာကိုဗဟုကယူထားတတ်ပေမဲ့အပေးချောင်းပြတ်တနေပါတယ်ရှင်။ဟုတ်ကဲ့သဘောတရားရတော့ကျန့်ရှိအာဏာတွေယူနီမာရှိတာကကောင်းပါတယ်။ဒါပေမဲ့လက်တွေ့မှာဘလောက်အသုံးဝင်မလဲဆိုတာကတော့စဉ်းစားစရာပါ။အခုမူကျမ်းကိုကြည့်လိုက်ရင်ရေပါတဲ့ဥချုံမကန္နာကြီးဒီအာလိုနီပါကိုပူမတရားကနေပူမတရားတုံးအောက်မှာထည့်ထွင်းထားမှပြီးသားထိနေတာတွေ့ရတယ်။ ဥပမာစီဝါရေးလုံခြုံရေးတရားစာရအဓိကဝန်ဆောင်မှုတွေအလုံးနိပါတီတဲ့ပါနေပြီအဲ့တော့ပုံမတရားခွန်းအာရယူနီကရမယ်ကြမ်းရှိတဲ့အာဏာဆိုတာဒီကရမ်းမှာဘလူကိစ္စရဲ့ဒီကြမ်းနေနိုင်တွေ့လဲအဲ့ဒီကြမ်းနေတဲ့ကိစ္စရဲ့ဒီကယူနီရဲ့ကိုပိုင်အုပ်ချုပ်ခွင့်အတွက်ဘလောက်အရေးပါရာရောက်မလဲအဓိကကြတဲ့အာဏာများစုကိုဘ ਹੁ ရမဘ ਹੁ နဲ့မြောက်ဝေကြတွေ့ရပြီနောက်မှာကြမ်းနေတဲ့အာဏာတွေကနည်းနည်းလေးပဲဖြစ်နေမှာကိုဒါမှမဟုတ်အရေးမပါတဲ့ကိစ္စရဲ့ဒီပဲဖြစ်နေမှာကိုစိုးရိမ်မိပါတယ်။ဒါကြောင့်ကြမ်းရှိအာဏာဆိုတာလက်ဆန့်တပုံမျိုးပဲဖြစ်သွားမလားလို့မေးခွန်းထုတ်ချင်ပါတယ်။ဟုတ်ကဲ့ နောက်ဆုတ်အချက်အနေနဲ့လက်တွေ့နိုင်ငံလေးအခြေအနေနဲ့ဂျားကာလာရဲ့ရှုပ်ထွေးမှုတွေကိုထည့်သွင်းစဉ်းစားရမယ်ဆိုတာကိုကျွန်မလုံးဝသဘောတူပါတယ်။ဂျားကာလာဆိုတာမတည်ငြိမ်မှုတွေစိန်ခေါ်မှုတွေအဖြစ်နဲ့ပါ။ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာလုံးစနစ်တကျအာဏာခွဲဝေထားတဲ့မူပေါင်းတစ်ခုရှိနေခြင်းကအရေးကြီးတယ်လို့ကျွန်မယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမူပေါင်းမရှိရင်အာဏာလွန်ဆွဲမှုတွေပရမ်ပတဖြစ်မှုတွေကပိုဆိုးသွားနိုင်လို့ပါ။ဒီမူကြောင်းရဲ့နေရာမှာပေါ်ပြထားသလိုပဲ ဒါဟာသက်ဆိုင်ရာအဆုအဖွဲ့အတီးတီးရဲ့အကြံပြုချက်တွေကိုစူးစီးပြီးရေးဆွဲထားတာဖြစ်တဲ့အတွက်ဒီထက်ကရှုပ်ထွေးမှုတွေဟာမတူကွဲပြားတဲ့အတန်တရလိုအပ်ချက်တွေကိုဟန်ချက်နီလောက်စူးစမ်းထားခြင်းရဲ့ရလဒ်လို့မြင်ပါတယ်ဖက်ဒရယ်စနစ်တိဆောက်ခြင်းဆိုတာကကိုညီနိုင်ဆွေးနွေးမှုတွေအပြည့်အယူလုပ်မှုတွေနဲ့တဖြည်းဖြည်းတိဆောက်သွားရတာပါဒီမူကြားဟာပြည်ပြည်စုံချက်မှာပြည်ပြည်စုံမယ်ဒါပဲရှေ့ဆက်ဖို့အတွက်လိုအပ်တဲ့အခြေခံမူပေါင်းတစ်ခုအစပြုမှုတစ်ခုကိုပေးထားတယ်လို့ကျွန်မမြင်ပါတယ်နားလည်ပါတယ် ဒါပေမဲ့ဂျာကာလာမှာဖီတောင်စုတစ်ခုလုံးရဲ့လုံခြုံရေးအတွက်ညှိနှိုင်းဆောင်ရွက်မှုတွေလိုအပ်မှအမှန်ပါပဲ။ပုံမှန်တစ်တစ်လေဟာအဲ့ဒီညှိနှိုင်းမှုအတွက်မူပေါင်းတစ်ခုပေးထားတာလို့ရှုမြင်နိုင်ပါတယ်ရှင်။ကျွန်တော်ကတော့ဒီကိစ္စကိုနည်းနည်းကြွေးပြရဲ့ရှုထောင့်ကမြင်ချင်ပါတယ်။ညှိနှိုင်းရွှေ့နှိုင်းမှုကဖက်ဒရယ်အသက်သွေးကြောဆိုတာမှန်ပါတယ်။ဒါပေမဲ့အခုလိုတိုင်းပြည်ကအင်မတန်မတည်ငြိမ်သေးတယ်။လည်းနဲ့ကင်ပဋိပက္ခတွေရှိနေသေးတဲ့အတင်ကူးပြောင်းရေးဂျာကာလာမှာ ဒီလောက်ရှုပ်ထွေးတဲ့အာနာခွဲဝင်မှုပုံစံကတကယ်လက်တွေ့ကြပါမလားဆိုတာအဓိကစိုးရိမ်မှုပါအထူးသဖြင့် AM ဘောအခြေအနေတွေလုံကြုံရေးဆိုင်ရာစင်ခုံမှုတွေကြုံလာတဲ့အခါရှင်းလင်းပြတ်တဲ့အမိန်ပေးကွက်ခဲမှုလမ်းကြောင်း clear chain of command ကအတက်အမြအရေးကြီးပါတယ်အခုမူချမ်းတွေကအာနာခွဲဝင်မှုပုံစံအထူးသဖြင့်ထက်တူအာနာတွေနဲ့ဟို NUG ရဲ့ခံကြတာပုံမှန်တရားစစ်လေးတွေကစုံပြတ်ချချမှတ်မှုကိုနောက်နေစေနိုင်တယ်လို့ ယူနိုက်တက်ပြီးနောက်ဆုံးကြားမှာမလွဲပယ်အထင်မင်းလွဲမမှုတွေအားပြိုင်မှုတွေကိုမြင်းမဲ့ပေးသလိုဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ဂျာကလာအတွက်ကတော့ဒီရက်ပိုပြီးရှင်းလင်းပြတ်သားတဲ့ဗဟုနဲ့ယူနိုက်ဂျာကအခန်းကဏ္ဍတွေကိုပိုပြီးတိတိကျခွဲခြားထားတဲ့အမြင်ပွားမှုဖြစ်နိုင်ခြင်းနဲပါစင်မဲပုံစံမျိုးကပိုပြီးတင့်တော်မလားလို့ကျွန်တော်ထင်မြင်မိပါတယ်။ဒီရှုပ်ထွေးတဲ့စနစ်ကိုတည်ငြိမ်တဲ့အခြေအနေရောက်မှာတတိပြေးပြောင်းလဲကျင့်တုံးတာကပိုကောင်းမလား။ စဉ်းစားတင်တယ်လို့မြင်ပါတယ်ဒီနေ့ကျမတို့ဆွေးနွေးခဲ့ကြတာတွေကိုခြုံငုံသုံးသပ်ရရင်ကျမရဲ့ဒီကြာကာလအစီအမံမူကြားမှာဖော်ပြထားတဲ့အာဏာခွဲဝေမှုပုံစံဟာစိန်ခေါ်မှုတွေရှိနေနိုင်မယ်မယ်ရန်ကုန်ဖက်ဒရယ်ယူနီရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုအပ်ချက်အထူးသဖြင့်ပုံမှန်တည်တံ့တဲ့အရေးအတီးတန့်အာဏာတွေနဲ့ပုံမှန်တည်တံ့တဲ့နားအရေးအကြံရှိအာဏာတွေကဆင်ပါလေလက်ဖီတော်စုအစဉ်ရမရှိမဖြစ်လိုအပ်ချက်ဒီကြားမှာ လက်တွေ့ကျလဲဖန်ချင်ညီမှုလူကိုဖန်တီးပေးနိုင်တဲ့အလားအလားရှိတယ်လို့ဆက်လက်ယုံကြည်ပါတယ်ရှင်။အဓိကကတော့ဒီမိုးပေါင်ကိုအသက်သွင်းမဲ့နိုင်ငံရေးစိတ်ဆန္ဒပူပေါင်းဆောင်ရွက်လို့မှုနဲ့အသေးစိတ်လှုပ်ထုံလို့နေတဲ့ကိုဘလောက်ကောင်းကောင်းမွန်မွန်ရေးဆွဲအောင်အထက်ပေါ်နိုင်မလဲဆိုတဲ့ပုံမှန်မူတည်နေတယ်လို့မြင်ပါတယ်။ Okay ကျွန်တော်ဘက်ကတော့အဓိကအားဖြင့်ထတ်တူအာနာတွေပုံမှန်တရားသုံးမှာပါဝင်နေတဲ့မရှင်းလင်းမှုတွေနဲ့အငင်းဖွားမှုဖြေရှင်းရဲ့ရင်တရားအာနေမှုပြည်ထောင်စုရဲ့တီးသန့်အာနာတွေပုံမှန်တရားညစ်က unit ရဲ့ လက်တွေ့လောက်ပိုင်ခွင့်အပေါ်လွမ်းမိုးလာနိုင်ခြင်းရှိနေတာအထူးသဖြင့်ဟိုယူနစ်လုံခြုံရေးတပ်ဖွဲ့တွေကကဲမှုဆိုင်ရာကိစ္စပုံမတရားတက်စစ်လေးမှာရှိနေတဲ့မိန်ခွန်းထုတ်စရာအခြေအနေနောက်ပြီးတော့ဒီလိုရှုပ်ထွေးတဲ့စနစ်တစ်ခုလုံးကိုလက်ရှိကြားကာလလိုအလုံးမတည်ငင်တဲ့အချိန်မှာအကောင့်ထဲဖွင့်ရမယ်လက်တွေ့အခက်ခဲတဲ့အပေါ်မှာဆက်လက်ပြီးအလင်းနဲ့ထားစဉ်းစားတုံ့တက်ဖို့လိုအပ်တယ်ဆိုတာကိုပဲချက်လုံးတင်ပြလိုပါတယ်ဒီမူကြမ်းကအလားလာတဲ့ရှိသလိုအဲ အနေဖြစ်စင်တဲ့အချက်တွေလည်းပါဝင်နေလို့မြင်ပါတယ်။ဖက်ဒရယ်စနစ်တိဆောက်ရမှာအာဏာခွဲဝဲမှုဆိုတာအငြင်းရန်အငင်းပွားဖွယ်ရာအရှိဆုံးနဲ့အရှုပ်ထွေးဆုံးကိစ္စရပ်တွေထဲကတစ်ခုဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့လုံးလက်ခံကြမယ်ထင်ပါတယ်ရှင်။အထူးသဖြင့်မြန်မာနိုင်ငံလိုနှစ်ပေါင်းများစွာတပိတောင်စနစ်ဗဟိုဦးစီးချုပ်ကံမှုအားကောင်းခဲ့တဲ့နောက်ခံသမိုင်းကြောင်းရှိတဲ့နိုင်ငံမှာဖက်ဒရယ်အဝင်ကူပြောင်းရေးကာလအတွင်းမှာဒီလိုဟန်ချက်ညီမှုမျိုးကိုရှာဖွေရတာဟာအမှန်တကြီးမားတဲ့စင်ခေါ်မှုတစ်ခုပါပဲ။ဟုတ်ပါပြီ။ ဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုဟာဒီရန်ကုန်ဖက်ဒရယ်ယူနစ်ကြားကလာအစီအမံမူကျန်းတဲ့ကအာနာခွဲမှုရဲ့အားသာချက် အားနည်းချက်တွေကိုချူတောင်စုံကနေပိုပြီးရှင်းရှင်းလင်းလင်းမြင်လာစေဖို့အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။အရေးကြီးတာတစ်ခုကဒီစာတန်းကနောက်ဆုံးအတည်ပြုချက်မဟုတ်သေးပဲအများပြည်သူစီကအကြံပြုချက်တွေတောင်းခံထားတဲ့မူကျန်းအစ်စ်မှာပဲရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ဒါဝန်မူကျန်းရဲ့နေတန်းမှာလည်းရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်လေ။ ဒါကြောင့်ဒီဆွေးနွေးမှုကိုနားထောင်နေကြတဲ့ပုံကိုယ်တွေအနေနဲ့လည်းဒီအထက်မှာပါတဲ့အချက်လက်လေးကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ရှုထောင့်အမျိုးမျိုးကိုအခြေခံပြီးကိုယ်တိုင်ဝေဖန်သုံးသပ်စဉ်းစားပြီးဒီမူကြမ်းကိုပုံမကောင်းမွန်လာစေဖို့အတွက်အကြံပြုချက်တွေပေးပို့ကြဖို့တိုက်တွန်းလိုပါတယ်။ကိစ္စရဲ့တခုကိုရှုထောင့်ပေါင်းစုံကနေစဉ်းစားသုံးသပ်ခြင်းကသာအကောင်းဆုံးအဖြစ်ကိုရှာဖွေရမှာအင်မတန်တန်ဖိုးရှိတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီစီးရီးတွေဆိုမျိုးကတော့ကျမတို့ရဲ့ Echoes of Revolution EOR podcast channel ကနေတင်ဆက်တာဖြစ်ပါတယ်။ဒီလိုဆွေးနွေးမှုတွေကိုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Echoes of Revolution EOR podcast channel ကိုပြန်လည်ကြွလိုက်ခဲ့ဖို့ထိတ်ခေါ်ပါတယ်။ Join us again on the Echoes of Revolution EOR podcast channel as we continue to amplify the voices that refuse to be silenced. တိတ်ဆုံးမခံတဲ့အတန်တွေကိုဆက်လက်ချေထွန်ပြီးလွတ်လပ်မှုနဲ့ဒီမိုကရေစီအတွက်ယုံကံနေတဲ့မြန်မာပြည်သူတွေကြိုးပမ်းမှုတွေကိုတင်ဆက်ပေးသွားပါမယ်။နားဆင်ပေးမှုတို့ကျေးဇူးတင်ပါတယ်။